အตาစီးစာရာလို့ခေါ်တဲ့ဆယ်နှစ်အရွယ်သမီးလေးဟာငွေရပါခြေထောက်ကျွတ်သားအားနေတာဖြစ်နေတဲ့ခြေတောင့်တောင့်တင်းတင်းရက်နိုင်အောင် အထကူရန်တွေ အချိန်ပြည့်တက်ဆင်ထားရတဲ့ตาရာလှတဲ့ဆောင်းဥကာလာတရက်မှာသမီးလေးစာရာเจ้าဟာပြန်လာပြီးသူတို့เจ้าမှာလှုပ်တဲ့ပညာရေးစုံကြီးပွဲတော်မှာအားကစားတွေဝင်ပြိုင်ခဲ့တယ်လို့သူ့အဖေကပြောတယ် ွဲတော်မှာအများသူတကာတွေနဲ့ရှင်ပြန်ရတဲ့အပြေးပြိုင်ပွဲတွေအခြားအားကစားပြိုင်ပွဲတွေအစုံပါတာပေါ့သူ့အဖေရဲ့စိတ်ထဲမှာတမီးငယ်လေးကခြေတော့မတန်ဆွမ်းသူမှုစိတ်ထက်ခွန်အားဖြစ်အောင်အားပေးစကားတစ်ခုခုတော့ပြောမှာပဲလို့တွေးတဲ့ပြိုင်ပွဲမှာရှုံးနိမ့်မှုတွေကြောင့်စိတ်ထက်မကြနဲ့လို့ပြောမယ်ပေါ့ဖခင်ဖြစ်သူကဘာမှ ပါဇက်ကမပြောရသေးခင်မှာတမီးငယ်လေးကဖဖေးတမီးအပြည့်ပြိုင်ပွဲနှစ်ခုဝင်းပြိုင်တာနိုင်နေယုံနိုင်စရာမရှိဘူးလို့ပြောလိုက်တယ်။ပြီးတော့တမီးကအသာစင်းရတယ်လေဆိုပြီးဆက်ပြောတယ်။ဖအေးဖြစ်သူရဲ့စိတ်ထဲမှာဒါကိုသူတွေးထားပြီးသားပါ။မတန်ဆွမ်းတဲ့ဆာရာအပြည့်ဝင်ပြိုင်နေဆိုရင်ကြံတဲ့ပြိုင်ဘက်တွေက ရှေ့မှာ အထိုက်အလျောက်အကြောပေးကြမှာပဲပေါ့။ဒါတဘာဝပဲ။ ဘာမှမပြောဘဲဖခင်ဖြစ်သူ တွေးတော်စဉ်းစားနေခိုင်မှာသမီးစာရာဆက်ပြောတာကဖဖေးသမီးကသူများတွေရဲ့ရှေ့မှာအကြောမရခဲ့ပါဘူးသမီးအตาစည်းရပုံကသမီးမှာသူများတွေထက် မဖြစ်မနေပိုစူးစားရမယ်ဆိုတော့စိတ်သက်ပါပဲလို့ဆက်ပြောလိုက်တယ်ခြေထောက်နှစ်ဖက်လက်နှစ်ဖက် အကောင်းပကတိရှိနေတဲ့သူတွေကစူးစားအားထုတ်နေချိန်မှာ ရုပ်ပိုင်းဆိုင်ရာတစ်ခုခုအားနေချက်ရှိတဲ့သူတွေကသူတို့အားနေချက်ကိုဖြည့်ဖို့ပိုကြိုးစားမယ်ဆိုတဲ့စိတ်ဓာတ်မျိုးကိုမွေးထားကြတယ်။